တိုင်းနိုင်ငံများအတွက်ဆူတောင်းခြင်းအဇဘိုင်ဂျန်နိုင်ငံအတွက်ဆူတောင်းပါရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး၄အငယ်၈ချစ်ချင်းရှိသောသူသည်ဖျားသခင်ကိုမသိအကြောင်းမူကားဖျားသခင်သည်ချစ်ချင်းမြတ်တာဖြစ်တော်မူ၏အာမင်ဆုတောင်းကြပါစို့ ။အိုးအဖထာဝရဗျာ။ကိုရောဤနာမတော်ကိုကျွန်ုပ်တို့ချီးမွမ်းကြပါ၏။ယခုအဇာဘိုင်ဂျန်နိုင်ငံအတွက်တိုးဝင်ဆူတောင်းကြပါ၏။ထိုနိုင်ငံ၏အပြည့်အလုံးစုံအတွက်ကိုစားပြုလျက်ဝင်ချတောင်းပန်ပါသည်။အဇာဘိုင်ဂျန်နိုင်ငံတွင်၌ဧဝံဂေလိသတင်းစကားသည်ဖျားသခင်၏မြစ်တာတော်ကိုလက်တွေ့ထင်ရှားပြသခြင်းနှင့်အတူ နှံ့ပြရန်ဆုတောင်းပါ၏။တန်ရှင်းသောဝိညာဉ်တော်သည်နှလုံးသားများအပေါ်လှုပ်ရှားပြီးဘာသာရေးဝိညာဉ်အတွက်နေရာမရှိရန်ကိုရောဖေရှားပြီးတော်မူပါ။အစိုးရအဖွဲ့သည်ငြိမ်းချမ်း၍တာယာဝပြောခြင်းနှင့်ရိုးရှင်းသောကောင်းကြီးမင်္ဂလာများခံစားရရန်လမ်းပြတော်မူပါအဖဖျား။ထိုနိုင်ငံ၌အမှုတော်သာသနာမြတ်အတွက်အစီအခံဆက်ကပ်လျက်ရှိသောဆီယာမနှင့် ူဤသာသနာသည်ကိုရောဤမဆထောက်ပံ့ခြင်းအပြင် အရာရာကြော်လွားအောင်မြေတိုးတက်နှံ့ပြားရန်သခင်ယေရှုနာမ၌ဆုတောင်းကြပါ၏အာမင်